အော်တိုဘာလ9ရက်နေ့ကနိုင်ငံတော်သမရရဲ့အမိန့်နဲ့ပြည်ထောင်လူချင်းချမ်းသာခွင့်ပေးခဲ့သူ3000ကျော်ရှိပြီးအဲ့ဒီထဲမှာနိုင်ငံရေးကျင်းသားဖြစ်သတ်မှတ်ထားသူချို့ပါဝင်တယ်လို့နိုင်ငံရေးကျင်းသားဟောင်းအဖွဲ့အစည်းတွေထံကသိရပါဗျ။နိုင်ငံတော်သမရကဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်204ပုံမှန်ခွဲကာကြီးနဲ့အညီအကျဉ်းတော်အသီးသီးမှာထိုက်တဲ့အပြစ်ဒဏ်တွေကြာခံပြီးဖြစ်တဲ့အပြင်အကျဉ်းကြာခံနေစဉ်ကာလအတွင်း စီကံကောင်းမွန်တဲ့အကျဉ်းသားအကျဉ်းသူ383ဦးကိုနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးတရားဥပဒေစိုးမိုးရေးနဲ့တိုင်းသာစီလုံးညီညွတ်ရေးအတွက်လူသားချင်းစာနာထောက်ထားမှုကိုအလေးပေးတဲ့အနေနဲ့ပြစ်ဒဏ်လွန်ကြီးခွင့်ပေးခဲ့တာဖြစ်တယ်လို့ပြည်ချားရေးဝန်ကြီးဌာနသတင်းမှာဖော်ပြခဲ့ပါတယ်။ပြစ်ဒဏ်ကနေလွတ်မြောက်လာသူတွေထဲမှာပြည်ရင်းချင်းသား395ဦးနဲ့ ိုင်ငံခြားသားအကျဉ်းသား58ဦးပါဝင်ကတစ်တန်ကနေလူငယ်ငွေရခဲ့တဲ့နိုင်ငံခြားသားတွေကိုပြည်နှင်တန်ပေးခဲ့တယ်လို့သိရပါတယ်။တမရဦးသိန်းစိန်ရဲ့အစိုးရတစ်တန်မှာတစ်တန်လူငယ်ငွေပေးခဲ့တဲ့အကျဉ်းသားပေါင်း2000ကျော်ရှိတဲ့နဲ့နိုင်ငံရေးအကျဉ်းသား1500ကျော်ပါဝင်ခဲ့ပါတယ်။နိုင်ငံရေးအပြောင်းလဲလှုပ်ဆောင်နေတယ်ဆိုတာကိုလည်းကမ္ဘာဦးလည်းတို့ပြခြင်းနဲ့နောက်တစ်ခုကမကြခင်မှာအပြင် အစည်းအဝေးလည်းရှိတယ်နောက်ကအမေရိကန်သမ္မတလည်းကျွန်တော်တို့လာဖို့အစီအစဉ်ရှိတယ်ပေါ့နော်ဒီအတွက်လည်းပါမယ်လို့ထင်ပါတယ်အဓိကတော့နိုင်ငံရေးဟိုပြောမယ်ဆိုရင်တော့အကြောင်းလေးတစ်ခုပေါ့နော်နိုင်ငံရေးအကြောင်းလေးတစ်ခုပုံစံတစ်ခုကိုခံကြည့်ကြည့်လို့ဒါလွတ်ပေးတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဘာပဲဘလူးနီးနေပဲလွတ်ပေးလွတ်ပေး ကျွန်တော်တို့ကျူးစုပါတယ်။ဒါကလည်းအကျဉ်းသားတွေလွတ်ပေးတယ်ဆိုတာလူမှုရေးရာကာမှန်ကြည့်မယ်ဆိုလို့ရှိရင်အလုံးကောင်းတဲ့အချက်ပါ။ဒီတော့ကျွန်တော်တို့ကျူးစုတယ်။အခုလည်းကျွန်တော်တို့ဒီ၃တောင်ကျော်ဖြစ်ပြည့်တဲ့အချက်မှာနိုင်ငံရေးကျဉ်းသားဘယ်လောက်ပါလဲဆိုတာကတော့ကျွန်တော်လည်းသိချင်ကြတော့မသိရဘူးပါဘူး။ဒီလွတ်ပေးတဲ့ပုံမှာနိုင်ငံရေးကျဉ်းသားဘယ်နှယောက်ပါဒါအရေးကြီးပါလေမြန်မာပြည်မှာနိုင်ငံရေးကျင်းသားပြဿနာဟာပြည်တွင်းငြိမ်းချမ်းရေးလိုပဲအရေးကြီးတဲ့ပြဿနာတစ်ခုဖြစ်တယ်။အဲဒါနိုင်ငံရေးပြောင်းလဲမှုတကယ်စစ်မှန်တဲ့ပြောင်းလဲမှုတစ်ခုဖြစ်ဖို့ကတော့နိုင်ငံရေးကျင်းသားတွေကို ဒီလှုပ်ပေးဖို့ကအရင်အရေးကြီးတဲ့ပြဿနာပါအခုလောလောဆယ်ဒါကတော့လူမှုရေးရလှုပ်ပေးနေတာလူမှုရေးရလှုပ်ပေးတဲ့အတွက်ကောင်းတယ်လို့ပြောနိုင်ပါတယ်နိုင်ငံရေးကကောင်းမှုနိုင်ငံရေးကျင်းသားတွေလည်းဒီထက်မကရှိတဲ့နိုင်ငံရေးကျင်းသားအားလုံးကိုလှုပ်ပေးဖို့လည်းလိုအပ်တယ်လို့ကျွန်တော်မြင်ပါတယ်လူငင်းချမ်းသာကွင်းနဲ့လွတ်မြောက်လာသူတွေကမြင်းချံအောင်မှာအကျဉ်းချခံခဲ့ရတဲ့ဗိုလ်မှူးချုပ်အောင်ဦးသိန်းစွေကတော့မြင်းချံကနေရန်ကုန်ပြည်ပဆိုင်ရာလေစိတ်ကိုညနေ9:00နာရီခွဲဝင်းကျင်မှာရောက်ရှိခဲ့ပါတယ်။ဦးသိန်းစွေကိုလို့ဖော်ကင်ဘတ်တွေကလာရောက်ကြိုဆိုခဲ့ကြပါတယ်။ ဒါအပြင်ရှေ့ဆက်လှုပ်ဆောင်သွားမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဦးသိန်းစွေကအခုလိုပြောခဲ့ပါတယ်။နိုင်ငံရေးကိုဘာမှလှုပ်ဆရာလည်းမရှိစိတ်လည်းမဝင်စားပါဘူး။ကိုယ့်အသက်ကိုအေးအေးဆေးဆေးပဲကိုယ့် family business တွေလုပ်တရားလေးပါလေးအားထုတ်ပါအခုအသက်80ကျော်နေပြီ။80ကျော်နေဆိုတော့နောက်ထပ်10နှစ်15နှစ်လောက်ကောင်းကောင်းနေရင်အမှန်ကန်ကောင်းပါလေ။အဲ့ဒီတော့ကြောင့်မလို့ဘာနိုင်ငံရေးမှလည်းလှုပ်ဆရာလည်းမရှိပါဘူး။ဟိုကိုယ့်ချီပါလေးနဲ့ကိုယ့်အသက်ကိုသားလေးတွေမိလေးတွေနဲ့အေးအေးဆေးဆေးနေလို့ဒါပဲရှိပါလေ။ အဆိုပါလူငင်းချမ်းသာခွင့်နဲ့ရန်ကုန်တိုင်းဒေသကြီးအင်းစိအကျဉ်ထောင်ကအကျဉ်းသားတွေမိထီလာအကျဉ်းထောင်ကအကျဉ်းသား9ဦးပခုတ်ကူအကျဉ်းထောင်ကအကျဉ်းသား10ဦးလို့လွတ်မြောက်ခဲ့ပါတယ်မိထီလာအကျဉ်းထောင်ကအကျဉ်းသားတွေကိုအော်တိုဘာလ9ရက်နေ့နေ့လယ်ပိုင်းကလွှတ်ပေးခဲ့တာဖြစ်ပြီးလွတ်မြောက်အကျဉ်းသားတွေကိုထောက်ပံ့ကြေးပေးရခဲ့တယ်လို့သိရပါတယ်ပခုတ်ကူအကျဉ်းထောင်ကအကျဉ်းသားတွေလွတ်မြောက်မှုမှာတော့ထောင်နဲ162နှစ်ကြာခံနေရတဲ့ဘိုးမူးကြီးတဦးပါဝင်ခဲ့ပေမဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အုပ်ဥတွေပုံမှန်ဖောက်ပြန်မှုနဲ့ထောင်နဲ့ခုနှစ်ချမှတ်ခံထားရတဲ့ Unity Channel ကသတင်းတောက်တွေတော့ပါဝင်ခဲ့ခြင်းမရှိဘူးလို့သိရပါဗျ။ပခုတ်ကူအကျဉ်ထောင်ကနေလူငင်းချမ်းသာခွင့်ရရှိတဲ့အကျဉ်းသား၁၈ဦးရှိပေမဲ့၈ဦးဟာအော်တိုဘာလ9ရက်နေ့မတိုင်မီကတည်းကပြည်တံဆေလိုလွတ်မြောက်သွားပြီဖြစ်ပါတယ်။ပခုတ်ကူအကျဉ်ထောင်ကနေလူငင်းချမ်းသာခွင့်နဲ့လွတ်မြောက်လာသူအများစုမှာဖောက်ထွင်းမှု၊မူးယစ်မှု၊လိမ်လည်မှု၊အိမ်ကျော်နေမှု၊စစ်တပ်တွင် အထက်ရရှိတဲ့ခိုက်ရန်ဖြစ်ပွားမှု၊ဓာတ်ထိုးမှု၊မတိမ်မှု တပ်ပြင်းမှုတွေနဲ့ပြစ်ဒဏ်ကြားခံနေရသူတွေများတယ်လို့သိရပါဗျ။